ဗုဒ္ဓဘာသာဆိုတာဘာလဲဘုရားသခင်က45ဝါကာလပတ်လုံးလူနဲ့မြမတတ္တဝါအားလုံးတို့ အကျိုးစီးပွားတိုးပွားရန်နိဗ္ဗာန်အလို့ငါဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်များလို့အထိပ္ပယ်ရပါတယ်။ဗုဒ္ဓကိစ္စ၅ပါးကတော့နံပါတ်၁ပုရိဘတ္တကိစ္စနနပိုင်း၌ဆွမ်းခံကြတော်မူခြင်းအလူရှင်တို့အားအခွင့်အားလျော်စွာအနုမောဒနာပြုခြင်းကိစ္စနံပါတ်၂ပစ္စာဘတ္တကိစ္စ နေလွဲအခါညပိုင်း၌ပူဇော်ရလာကြသောဒါယကာဒါယကာမတို့ရဲ့အပူဇော်ကိုခံလျက်အခွင့်အားလျော်စွာဒေသနာဓမ္မဟောပြတော်မူခြင်းကိစ္စနံပါတ်3ပူရိမရာမကိစ္စညီဦးရန်၌ယဟန်ပရိသတ်တို့အားတရားဟောခြင်းကမ္မထံပေးခြင်းစသောကိစ္စနံပါတ်4မြေစီမရာမကိစ္စတကောင်ရန်၌ဆက်ကြဝလာတိုက်တတောင်းမှ စီဝေးလာရောက်ကြကုန်သောနတ်မြမအပေါင်းတို့၏အမေးပု္ပ္ပာပြတနာတို့ကို ဖြေဆိုတော်မူခြင်းစသောကိစ္စနမင်္ဂပစ္စည်းမရာမကိစ္စမိုးတောက်ရံရဲ့တုံးစုတစုမှာ ပထမအဆု၌အစင်းချံကြွားတော်မူခြင်းဒုတိယအဆု၌တိဟတေယဖြင့်လက်ရနန္တောင်းလောင်းဆက်တော်မူခြင်းတတိယအဆု၌မဟာကရုဏာတော်တို့ဖြင့်သရုတ်ထဆန်တမပတ်ကိုဝင်စားတော်မူ၍ထိုမဟာကရုဏာတမပတ်မှအထတော်မူပြီးလျှင်အာယုန်တက်ခါနီ၌ယနေ့ချွတ်ထိုက်တော်တတဝါကိုဗုဒ္ဓဆက်ကုညံတော်ဖြင့်လောကသုံးပါးကိုကြည့်ရှုတော်မူခြင်းကိစ္စတို့ပဲဖြစ်ပါရဲ့ရှင်ဗုဒ္ဓဘာသာဝင်စွာပါလေ မြတ်စွာဘုရားဟောကြားသောတရားတော်ကိုယုံကြည်သက်ဝင်ကြည်ညိုကိုးကွယ်ပြီးတော့လိုင်းနာကျင့်ကြံကြိုးကုပ်အားထုတ်နေကြတဲ့သူတွေလို့အထိပ္ပယ်ရှာပါရယ်။ဒါဆိုရင်ဗုဒ္ဓဘာသာဝင်တရားရဲ့နှီးစင်လှုပ်ဆောင်ရမယ့်အတော်ဝင်တွေကဘာလဲလို့မေးလိုက်ခရင်တော့ဘုရားရှင်ဟောကြားထားတဲ့တရားတော်တွေကိုသက်ဝင်ယုံကြည်လိုက်နာသူကိုဗုဒ္ဓဘာသာဝင်လို့ခေါ်ရယ်။ဗုဒ္ဓဘာသာဝင်တယောက်ကအမိခံယုံများမဟုတ်ဘဲနဲ့အမှန်တကယ်ဗုဒ္ဓအဆုံးအမတော်များကိုလက်တွေ့လိုက်နာကျင့်သုံးရပါမယ်။ သူမသာဗုဒ္ဓဘာသာဝင်ဆင်စစ်ဖြစ်ပါမယ်။လူပါဆိုရာရခဲလာတဲ့အပေလေးပုံကဒုက္ခမျိုးစုံကိုသာခံစားနေရ၍ဒါနသီလဘာဝနာတရားများမပြုလုပ်နိုင်ပေ။နတ်ပြည်ပြမပြည်များသည်ဒုက္ခမျိုးစုံကိုသာခံစားရ၍ကုသိုလ်ပြုလုပ်ရန်မိလျော့နိုင်ပါれ။ဒါနသီလဘာဝနာ ပြုလုပ်ဖို့မလွယ်ကူနိုင်ချေ။လူပွားသည်သာဒုက္ခဒုက္ခရောနှောနေ၍မိမိရဲ့အသိဉာဏ်နဲ့ရှင်ပြီးတော့ဒါနသီလဘာဝနာတို့ကိုပြည့်စုံအောင် ဖြည့်ကျင့်စီးပူးနိုင်ပြီးတော့ တန်တရာမလွတ်မြောက်အောင်ကြိုးပမ်းအားထုတ်နိုင်ပါတယ်။ထို့ကြောင့်လူဘွားကရာခဲလာတယ်လို့ဘုရားရှင်ကဟောကြားခဲ့တာပါ။ထို့သောရာခဲလာတဲ့လူဘွားကိုရာခဲကြ၍ဘုရားရှင်ရဲ့သာသနာတော်နဲ့လည်းကြုံတွေ့ခဲ့ကြရပြီးတော့ဘုရားရှင်ဟောကြားတဲ့တရားတော်တွေကိုနာကြားရတဲ့ရာခဲလာတော်ဘဝအခိုက်အတန့်မှာဘုရားရှင်ရဲ့အဆုံးမနီးလန်းများကိုအမြဲမပြတ်လိုက်နာသင်ပါတယ်။ထို့သောလိုက်နာကြင်ကြံကြားမှလည်းဗုဒ္ဓဘာသာဝင်စင်စစ်ဖြစ်မှာပါ။ဗုဒ္ဓဘာသာဝင်တူဖြစ်လာရင် ဘာတာဝင်တွေလောရမလဲဆိုရင်တော့ဘုရားရှိခိုးခြင်းမြတ်တာပို့ခြင်းအမျှဝေခြင်းအလှူဒါနပြုလုပ်ခြင်းသာသနာတော်တည်ရန်ပြန်ပွားရေးဆောင်ရွက်ခြင်းလက္ခဏာရေး၃ပါးဆင်ခြင်ခြင်းတို့ကိုပြုလုပ်ရမှာပဲ